MSP အဲ quality ကိုလည်းဦးစားပေးပါတယ်အမှန်တမ်းပြောရရင် quality ဆိုတာအထက်အမှဟိုအဓိကဇက်အိမ်ပေါ့နော်ဇက်အိမ်တစ်ခု မရှိဘဲနဲ့တော့ကျွန်တော်မရိုက်ချင်ပရိသတ်ရှိကိုဒီဇကားတကားထုတ်ပြရတဲ့အချိန်မှာပရိသတ်ကကြည့်ရတဲ့အချိန်မှာလည်းဟိုမကောင်းဒီဇက်ကလည်းမကောင်းကျွန်တော်တို့တော့လည်းဟိုဟာအမှုပညာလည်းမကျန်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဘာလို့ရိုက်မှာလဲ မင်္ဂလာပါပါဒီနေ့ကဒီ Nike Collection ရဲ့ဒီ Fury Products လေး launch လုပ်တာပေါ့နော်ဒီစိုင်းပိုင်းရှင်အမားနဲ့ကျွန်တော်တို့ကလည်းခင်နေရလဲကြပြီအဲဒါကြောင့်မလို့ဟိုဒီပွဲလေးကိုတက်ဖြစ်တာပါခင်ဗျာဒီတဲကမုံနေပါရေတော်တော်များများပေါ့နော်ဒီဟိုပြီဘက်ကထွက်တဲ့အုပ်ဘူဘက်ကထွက်တဲ့ဟိုဟို data စာလေးလည်းပါတယ်အာလူကြော်ကြီးလည်းပါတယ်ရှမ်းပြီဘက်ကဟိုမုံနေလည်းတင်တွင်းထားရလို့သိရတယ်ဆိုတော့စိုင်းမဖွင့်ခင်ကတည်းကလည်းအမားကအိမ်ဟိုလက်ဆောင်တွေအများကြီး ို့ပေးထားပါတယ်ဆိုတော့တော်တော်များများကိုတော့စားပြီးပါတယ်ကျွန်တော်ဆိုလို့ရှိရင်လက်ဖက်ကိုအရင်ကြိုက်တဲ့အထဲမှာပါတယ်ဆိုတော့လက်ဖက်အများကြီးစားပြတ်တယ်ပြီးတော့ဒီကတင်တွင်းထားတဲ့အာလူကျော်လေးပါဆိုလဲတော်တော်ကောင်းအစားအသောက်ကတော့လေမှာပုံမှန်ဆိုလို့ရှိရင်တော့အင်းမော့ဒိုင်ယက်လုပ်တဲ့လူတော်တော်များများတော့ဒီလိုအာလူကျော်တို့ပါတို့ဘယ်စားကြမလဲနော်ဒါပေမဲ့ကျွန်တော်ကျတော့အစားအသောက်ကိုအရင်ရှောင်းနေတယ်မပါဘူးအကုန်စားရတယ်ဒါပေမဲ့ workout ကိုတိကျပြန်လုပ်မှန်တိုင်းပြောရရင်တော့လေမှာအကုန်လုံးစား ဒါပေမဲ့ဆော့ရတဲ့ချိန်မှာကိုယ့်ကိုကိုပြန်ပြီးတော့မခိုမကက်ပဲနဲ့ဝေါ့ကောက်ကိုတိတ်ချပြန်လုပ်ပေါ့နော်အဲဒါဆိုလို့ရှိရင်တော့ဥမာဘာမှတိတ်ရှောင်းရမလို့လို့တဲ့ဒီကနေပြီးတော့ဆိုလို့ရှိရင်ဥမာဒီဟွာလေးပေါ့အခုဒီလိုဟာမျိုးလေးဆိုသူတို့အိမ်ကိုလည်းဒီ product တွေ launch မလုပ်ခင်ကလေးကသူတို့လက်ဆောင်ပို့ပေးထားရပါရှင်ကျွန်တော်တုံးကြည့်ရမှာတုံးကြည့်ရဲ့ချိန်မှာလည်းတော်တော်လေးကောင်းတာတွေ့ရတယ်ဈေး quality ဘိုင်းရကောအဲ့လိုကိုနဲ့အဲကန့်ညီရလို့လည်းထင်တယ် skin for skin type ပေါ်မှာ ကျွန်တော်အသားကြီးအဲ့လို sensitive ဖြစ်ကြရတော့မပေါင်းပါအကုန်လုံးသုံးပါတယ်ကံကောင်းတယ်ပေါ့ကံကောင်းတယ်ကံကောင်းတယ်ပေါ့ဟဲ့ကူကြီးကအခုအခုတလောတော့ဟိုပင်တရားဘက်ကိုပဲသွားဖို့ရှိပါတယ်မှာဟုတ်တော်တော်များများတော့ကျွန်တော်ကိုအခုတလောဒီကားရိုက်တွေနည်းနည်းတိတ်မထွက်လာလို့ဆိုပြီးပြောနေကြတာပေါ့နော်ဆိုတော့အဲဟုတ်တယ်ဂျာထဲမှာလည်းကျွန်တော်နည်းနည်းလေး gap ဖြစ်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့လာမှာပါလို့ ဆန့်သွားတယ်ဖြည်းဖြည်းပြောင်းတယ်ဆိုထေတယ်ဟုတ်တယ်ချို့ကျတော့လဲ messenger မှာလာပြောတာကြီးလည်းရှိရမှာအဲ့လိုကိုချက်မင်းဇကာတင်မထွက်သေးဘူးလားလို့နည်းနည်းလေးပြောင်းနေရတာအဲလာပါလိမ့်မယ်လို့ဖြည်းဖြည်းပေါ့အဓိကဟိုဟာနေကားရိတ်ထွက်နေရလို့ဟောအဲ့လိုတော့လည်းမဟုတ်ဘူးမာဒီကြားထဲမှာကကျွန်တော်ဟိုကားရိုက်ကလည်းလာငားတယ်မရိုက်ဖြစ်ဘူးလာငားတယ်မရိုက်ဖြစ်ဘူးဆိုရရင်ねအဲမရိုက်ဖြစ်နေရပါတော့เนาะကျွန်တော်လည်းတကယ်မရိုက်ဖြစ်နေတာတခြားကိစ္စလေးတွေလည်းရှိနေရတယ်ဆိုတော့အခုတော့ပြန်ပါ ကာရိုက်တာတော့နည်းနည်းရွေးရမှာကာရိုက်တာနည်းနည်းရွေးရဇလန်းကောင်းတယ်ဆိုလို့ရှိရင်တော့ရိုက်ပါဟုတ်ကိုကိုယ်တိုင်ကြိုက်ခဲ့တဲ့မင်းသားမင်းသမီးတွေကလည်းအဲ့လိုတဘာဝဆန်တဲ့မင်းသားမင်းသမီးတွေပဲများတယ်ဆိုတော့အဲကိုတရုတ်ဆောင်ခွေရတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဲ့လိုတဘာဝဆန်အောင် acting ကိုကြိုးစားတာပဲများဒီလွန်ခဲ့တဲ့6လလောက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် social media မှာလည်းတိတ်ပြီးတော့ addict မဖြစ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အခုကျွန်တော်ဟိုဟို social media ကိုသတိထားပြီးကြည့်နေရလို့ဆိုရင်တော့သိမှာပါ ဒီလာပိုင်းထဲမှာပဲစပြီးတော့ဟိုတေချာလေးပြန်သုံးနေပါပြီဈားထဲမှာကျွန်တော်မသုံးဖြူဘူးပေါ့နော်သူများရေလို့ဟိုဟိုတပုတ်စနှစ်ပုတ်တင်ပေးရဲဆိုတာထက်လုံးဝမသုံးဖြစ်ဘူးပေါ့နော်ဆိုတော့ဟိုတလမှာတပုတ်တောင်မတင်ဖြစ်တဲ့အခိုက်အတန့်မျိုးရှိခဲ့ပေါ့နော်ဒါတော့ကျွန်တော်ဘက်ကအမှားပေါ့အဲ့လိုမျိုးမဖြစ်ရဘူးပေါ့နော်မင်္ဂလာတင်ပေးရမှာပေါ့ဆိုတော့အခုပြန်ပြီးတော့တင်ပေးနေပါပြီဟုတ်ဟုတ်အဲ့တော့ဘယ်လိုကြောက်လဲကိုကဟိုစိတ်မပါဘာမှမလုပ်တတ်တယ်အဲ့လိုလည်းမဟုတ်ပါဘူးမှာ ဂျားထဲမှာမတင်ဖြစ်တာနဲ့ပြီးတော့ဟိုကားရိုက်တွေလည်းခဏအကုန်လုံးခဏ social media detox လုပ်ထားတဲ့သဘောပါမကျွန်တော် social media detox လုပ်တာကကျွန်တော်အပြင် personal ကိစ္စလေးတချို့ရှိတာရယ်ပြီးတော့ဈာထဲမှာလည်းဒီတချို့ production တွေတော်တော်များများကကားရိုက်တွေပါရတော့အများရန်လာပြောပါတယ်။လာပြောပါတယ်ဆိုတာကအဲတချို့ကျတော့လည်းနေမှာတွားရိုက်ရမယ်ဇက်ဆိုတာဇက်အဓိကတော့ဇက်ကိုပဲကြည့်ရပါတော့မှာ အရွေးလွန်နေတော့လဲတိတ်တော့မကောင်းလို့တော့ဖြစ်တာပေါ့နော်ဆိုတော့ကိုယ့်ကိုယ်လည်းသိပါတယ်အဲပြန်ရင်ပြီးတော့ရိုက်မှာပါတိကျဒါကတော့အရင်ရွေးလွန်လို့ဆိုရီးစားဆိုပုံစိုးမှာရီးစားလည်းမရှိပါဘူးအရွေးလွန်လေလွန်ဟုတ်ကဲ့ပါပါအဲအရင်ရွေးရလို့တော့လည်းမဟုတ်ဘူးမှာဟိုဘယ်လိုပြောရမလဲကိုယ်အရင်လှုပ်ချင်တဲ့ character မျိုးကကိုယ့်စီကိုကွတ်တီမကြလာသေးဘူးပေါ့နော်ဥမာအဲပြိတ္တကဒီဇာတ်ကားတစ်ခုကိုကြီးလိုက်လို့ တန်တယ်ကောင်းတယ်ဒီကာရက်တာလေးကကိုချမ်းမင်းအတွက်တော်တော်လေးဟိုထူးခြားတယ်ပြည့်သက်တွေလည်းထူးခြားတယ်ဆိုတော့ကာရက်တာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ရိုက်မှာပေါ့နော်အဲ့ဆိုမမေးရတာ quality ကိုပဲတကယ်အထူးစားပေးရတော့အဲ quality ကိုလည်းဦးစားပေးပါတယ်အမှန်တိုင်းပြောရရင် quality ဆိုတာအထက်အမှဟိုအဓိကဇက်အိမ်ပေါ့နော်ဇက်အိမ်တစ်ခု မရှိဘဲနဲ့တော့ကျွန်တော်မရိုက်ချင်ဘယ်လိုဖြစ်လဲဆိုတော့အမှကျွန်တော် public sheet ကိုဟိုပြည့်သက်ရှိကိုဒီဇက်ကားတကားထုတ်ပြရတဲ့အချိန်မှာ ရိသတ်ကကြည့်ရတဲ့အချိန်မှလည်းဟိုမကောင်းဒီဇက်ကလည်းမကောင်းကျွန်တော်တို့အတွက်လည်းဟိုဟာအနုပညာလည်းမချမ်းခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဘာလို့ရိုက်မှာလဲအနုပညာကိုတော့ကျွန်တော်တကယ်ချစ်လို့ကိုယ်ဝါဒနာအရလောက်တာဆိုတော့ဒီအနုပညာကောင်းဖို့အတွက်ကတော့60ရာခိုင်နှုန်းအဓိကပါဟုတ် series တွေတော့ရှိပါသေးတယ်ဂျားထဲမှာလည်းဒီ production တွေဘက်ကတော့ကျွန်တော် series တွေကိုမထုတ်သေးရနေမှာပါဒါပေမဲ့ဒီနှစ်မကုန်ခင်မှာစောင့်နေတဲ့ပြည်သက်တွေအတွက်လာပါလိမ့်မယ် အကြာကြီးပြစ်ထားမိလို့ဖြစ်တဲ့အတွက်ဟိုတောင်းပန်ပါတယ်လို့တီးလဲတီးပါတယ်လို့ဆိုတော့အမ်ကြာခင်မှာပဲဒီနေ့မကုန်ခင်မှာပဲ active activity လေးတွေ active ဖြစ်ဖြစ်လေးပြန်လာခဲ့ပါမယ်မြန်မာစတာပစား